လို့ချစ်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါမနေ့ညကဘာစီလိုနာအသင်းကဒါကက်တလန်ဒါဘီပွဲစဉ်အနေနဲ့ပေါ့နော်လာလီဂါပွဲစဉ်36လေးဖြစ်တဲ့မျိုးကံပြိုင်ပွဲအက်စပန်ညိုသင်းရဲ့ကွင်းမှာသွားပြီးတော့မှဆင်ပြေကစားခဲ့ရတယ်ဒီနေ့ပွဲစဉ်ရဲ့နိုင်ပွဲကြောက်ပဲဘာစီလိုနာသင်းကအခုဆိုရင်ကျွန်တော်2024-25ရက်ဘလုံးရသည်ရဲ့လာလီဂါချန်ပီယံဆုကိုထထိုက်တံပဲစုခုရရှိခဲ့ပြီဖြစ်တယ်ဒါကပါကြောက်လို့ဆိုတော့ဘာစီလိုနာတွက်ချရမယ်ဆိုရင်လက်ကျန်ပွဲစဉ်နှစ်ပွဲထပ်ကစားဖို့ကြံသေးတယ်ဒါကိုစိတ်ဝင်စားစရာကျွန်တော်မလိုတော့ဘူးကြိုက်တယ်လို့ရလက်ထွက်ပါစေအခုလက်ရှိမှာဘာစီလိုနာကအမှတ်ပြတ်ပြီးတော့မှ လာလီဂါချန်ပီယံစုကိုထပ်တိုက်တံပဲဒါ28ကြိမ်မြောက်စုခုရရှိခဲ့ပြီဖြစ်တယ်ဒီနေ့ပွဲစဉ်မှာကြည့်ရမယ်ဆိုဘာစီလိုနာတော်လွယ်ကူခဲ့လာဆိုတော့လေတကယ်တမ်းကျတော့ပွဲစဉ်ကတိတ်မလို့မလွယ်ကူမျိုးကံပြိုင်ဘက်ဖြစ်တဲ့အတိုင်းအားလုံးသိတဲ့အတိုင်းပွဲစဉ်ကခက်ချင်းချင်းဖြစ်တယ်ပြီးတော့မှဒီပွဲစဉ်တွေမဖြစ်ခင်ကျွန်တော်တို့ဒီပရိသတ်အနေနဲ့ကြည့်ရမယ်ဆိုရင်ဒါပွဲမစခင်ပေါ့နော်ကွင်းပြင်ပါမှာဖြစ်ခဲ့တဲ့ခိုက်တန်တချို့တွေရှိတယ်ကွင်းပြင်ပါမှာကျွန်တော်ပြောမှဆိုတာအကြံဖတ်မှုစတိုင်မျိုးပေါ့နော် ဒီကားသမားတူကဒီလူအုပ်ကြတဲ့မှာအတင်းဝင်ရောက်မောင်းနေတာတွေ့ရတယ်။ဒါနဲ့ပဲရုံရင်းစံခတ်ပြပြတော့မှပိတ်သက်တွေတော်တော်သွေးဆူနေတဲ့အနေအထားမျိုးတွေဖြစ်ခဲ့တယ်။ဒီဒါကြောင့်ပဲတွင်ထဲဝင်လာတဲ့အနေအထားမှာလည်းပိတ်သက်တွေကချို့တဲ့တော်လေးကိုဒီရုံရင်းစံခတ်ဖြစ်နေတယ်။ပွဲစားတော့လည်းပွဲကကောင်းမှုကစားလို့မရသေးဘူး။ဒီပြဿနာနဲ့ပတ်သက်ပြီးတော့မှနောက်ဆက်တွဲအနေနဲ့ပေါ့နော်။တွင်ထဲမှာနေတောင်းချမှုတွေဖြစ်တဲ့ဒါတွေကိုလုံခြုံရေးအတင်းကျပ်ထိန်ချုပ်ခဲ့ရတဲ့အနေအထားတွေရှိခဲ့တယ်။ပွဲကပို့ပြီးတော့မှလိုတာထက်ကိုပို့ပြီးတော့မှ မြိုင်ဆိုင်ခဲ့ပြီးတော့မှကြံတန်းခဲ့တယ်လို့လည်းကျွန်တော်တို့ကပြောလို့ရတယ်ပေါ့နော်။ဒီနေ့ပွဲစဉ်မှာဘာစီလိုနာရဲ့လူစင်းကိုကြည့်မယ်ဆိုရင်သူ့ရဲ့ပုံမှန်ဂိုးသမားဆက်စနီပွဲထွက်လာတယ်။ပြီးတော့မှနောက်ကန်ကစားသမားအဓိကကစားသမား2ဦးအနာပေးတယ်။ဒါကကျွန်တော်အားလုံးသိတဲ့အတိုင်းမာတီနတ်နဲ့ကူပါစီဒီနေ့ပွဲမှာ အနာယူပြီးတော့မှဒီခန်းစစ်ကစားသမားဒီသူတို့အစားပေါ့နော်။ကျွန်တော်တို့ရော်နယ်အာရူဟုနဲ့ဒီခရစ်စတဆင်ကဝင်ရောက်စီပြန်ကစားတယ်။ပြီးတော့မှစိုက်ပတ်ကစားသမား2ဦးကလည်းကြတော့ဂျရမတင်နဲ့အဲလီကာစီယာဒါကပုံမှန်ပွဲထွက်နေကြလူစင်းလို့ပြောလို့ရတော့ပေါ့နောက်ပိုင်းပွဲတွေမှာ။ဒါနဲ့ကွင်းလဲကြတော့ဖရန်ကီဒီချောင်းရဲ့ကျွန်တော်တို့ပက်ထရီရဲ့ တနေ့အိုမိုဒါကပုံမှန်လူစီရင်တိုက်စစ်မှာကြတော့လေအလဲပြောင်းနေတယ်ပေါ့နော်ကျွန်တော်ဒါဖာလန်တော်ရက်ပုံမှန်ကစားနေတဲ့အနေထားမှာတော်ရက်ကဒီနေ့ပွဲမှာအစာရင်ဒန်ယာကြောင့်တော်ရက်ဝင်ရောက်စစ်ပြန်ကစားခွင့်မရဘူးတော်ရက်အစာကျွန်တော်ဒန်ယာကနေပြန်လဲတက်တက်လာတဲ့လီဘိုနော့စကီဒီနေ့ပွဲစစ်ပြန်ကစားခဲ့တယ်ဒီလိုနဲ့စစ်ပြန်ကစားနေတဲ့မှာကျွန်တော်ပြောသလိုပဲနော်ပွဲကအမြင့်မြိုင်ဆိုင်ပဲပထမပိုင်းမှာသူတပြန်ကိုတပြန်ဘာတပြန်ကြားတပြန်နေထားပဲပြီးတော့မှမြို့ကပြိုင်ဘက်ဒီဒါဘီပွဲစဉ်ဆိုတဲ့အတိုင်းပေါ့နော်ဒီအက်စမန်ညိုကလည်းပူဆိုးတာကဒီပွဲကိုသူသာဆုံးခဲ့မယ်ဆိုဘာစီလိုနာကသူ့ကွင်းမှာဖလားဘလို့လဲအောင်ပွဲခံမဲ့နေသားမျိုး ဖလာမရစီပင်မဲ့လဲအောင်ပွဲခံမဲ့စတိုင်ဒါကိုသူကခွင့်မပြုခြင်းတဲ့သဘောမျိုးဒါကြောင့်ပဲပွဲကပိုပြီးမြိုက်ဆန်ခဲ့တယ်ကျန်ရန်တန်းနေဖြစ်ခဲ့တယ်ပထမပိုင်းမှာဆိုကျွန်တော်ကြည့်ရမယ်ဆိုဘာဆီလိုနာလဲချက်အနည်းငယ်ရစီခဲ့တယ်လို့ဒီအိတ်စင်အသင်းဖြစ်တဲ့အက်စပန်ညိုဘက်ကလည်းချက်နေတော်တော်များရစီခဲ့ဒါကိုဘာဆီလိုနာရဲ့ဂိုးသမားဆစ်စနီကောင်းဆုံးလက်ဆောင်ပြကာကွယ်ခွဲလို့သာဘာဆီလိုနာကဒီနေ့ပွဲစဉ်မှာဘလို့လဲတော်တော်လေးကိုသက်သာရရခဲ့တယ်ပထမပိုင်းမှာပဲဆစနီကာကွယ်မှု၃လချိန်ပြုလုပ်ခဲ့တယ် အပြင်ထွက်ဖန်တဲ့အပြင်ထွက်ပြီးတော့မှဖျက်ထုတ်တာတွေဒါမျိုးတွေစီးခဲ့တာပေါ့နော်ဒီလိုနဲ့ကစားနေရင်ဘာစီလိုနာပထမပိုင်းမှာတော့ဇီဇီရလန်နေပေပွဲပြီးဆုံးတယ်တော့ကျွန်တော်ကြည့်ရမယ်ဆိုပထမပိုင်းရဲ့အနေထားရကြည့်မယ်ဆိုလီဗရော့စကီအဓိကပြောချင်တာကနည်းနည်းလေးဘယ်လိုလဲဒဏ်ရာတက်တက်လာပြီးတဲ့နောက်ပါပုံမှန်ခြေစွမ်းကောင်းတစ်ခုကိုပြန်မရသေးတဲ့အနေအထားမျိုးမြင်တွေ့ရတဲ့လူပိုတယောက်လိုဖြစ်နေတဲ့အနေအထားမျိုးနဲ့ကစားခဲ့တယ်။ဒီလိုနဲ့ဒုတိယပိုင်းစတော့နီဗျာကလူစားပြောင်းလဲမှုတချို့ဖြစ်လာတာတွေ့ရတဲ့ကျွန်တော်ဂျမ်မာတင်စာဘယ်ဒီဝင်အောင်ဆင်ပြန်ကစားတယ်။အဲ့ဒီနောက်မှာတော့ရော့နယ်အာရူဟုဒဏ်ရာထပ်ရပြီးတော့မှအာရူဟုစာကျွန်တော်တို့ကဒီ ကုဘာစီဝင်ရောက်ဆင်ပြန်ကစားတယ်ဒီနောက်မှာတော့ဘာစီလိုနာရဲ့ကစားကွက်ကနည်းနည်းလေးဘယ်လိုလဲပုံစံမိခဲ့တဲ့ဆိုပေမဲ့လည်းအကောင်းဆုံးတော့တစ်ဖက်ကိုချိန်ချောင်းနိုင်တဲ့အနေအထားမျိုးကျွန်တော်မတွေ့ရဘူးဒါပေမဲ့လည်းကျွန်တော်ပွဲအဖြစ်ကိုပြောင်းနိုင်တဲ့ကစားသမားကဘာစီလိုနာမှာစီးပြီးသားအားလုံးသိတဲ့အတိုင်းပဲကျွန်တော်လည်းငွေကစားသမားလေးလာမရမှာလာမရမှာရဲ့ဒီနှစ်ပွဲခြေစွမ်းကဒီနှစ်ပွဲတပွဲမှမဟုတ်ပါဘူးသူကြောင်ပြောမယ်ဆိုတာဗီဒီယိုက3-4ပုဒ်လောက်ထိပြောရမယ့်အနေအထားမျိုးတော့ဖြစ်နေတဲ့အနေအထားမျိုးဘာကြောင့်ဆိုတော့တကယ်တော့အင်တာကောင်းတဲ့ကစားသမားလေးနောက်ပိုင်းပွဲကြီးတွေဇက်တိုက်လိုအပ်တဲ့ချိန်တိုင်းမှာလာမရမှာရှိတယ် တညပွဲအနိုင်ကိုပထမဖွင့်ကိုအနေနဲ့ပေါ့နော်သူသွင်းသွားပြီးတဲ့ကိုကျော်ကြည့်မယ်ဆိုတကယ်ကို quality ပြေးသွားတဲ့ကိုတကူလို့ပြောလို့ရတယ်အင်တာမလာတဲ့ကိုလေးကျွန်တော်သူဘောလုံးကြီးလက်ခံရရှိတဲ့သူ့ရဲ့ဒီဘဲညာဘက်ဝင်ရတဲ့ဘောလုံးကြီးရရှိပြီးတော့မှတောက်ဆောက်ဒီအတွင်းထဲကိုဆွဲဝင်လာတယ်ခောက်ခတ်ပြီးတော့မှပြီးတော့မှဘယ်ချိန်နဲ့လလပပဝေးဝိုက်ပြီးတော့မှဒီကိုသမားရဲ့ညာဘက်တောက်ကိုလန်ကန်လာဒီအလုံးတွေကအင်တာလာတယ်ကန်ဂျက်တိုင်ကလည်းအဲ့ဒီကိုတောက်ကိုသွားတယ်ဒါကကျွန်တော်တို့အင်တာနက်ဆုံးခဲ့တဲ့ပွဲမှာလည်းအားလုံးတွေ့တယ်ဒါမျိုးသုံးလေးချိန်ကန်ပြီးသွားတဲ့ရင်မတဲ့ပွဲမှာလည်းဒီကိုမျိုးသွင်းတယ် ဒါမျိုးကြီးပဲသူကန်တဲ့သုံးလေးလုံးတကယ်လာတဲ့ကော်လန်ဒီဂိုးလေးဒီဂိုးသူ့တက်ကအခုမှကြော်ကြည့်မှဆိုအသက်18နှစ်ပဲနော်ဒီလိုဂိုးမျိုးစူးနိုင်တာတကယ်အံ့ဩစရာကောင်းတဲ့ကစားသမားတူသူရဲ့ဒီဂိုးနဲ့ပဲကျွန်တော်ကပထမတော့ဒီဂိုးနဲ့ပဲပြီးပြီးလို့ကျွန်တော်ထင်ခဲ့တယ်ဒီဂိုးသွင်းတယ်ဘာစီလိုနာကတော့အဖိုးတန်ဂိုးလို့လည်းပြောလို့ရတာပေါ့ဖလာယာစီမဲ့ကိုဒါပေမဲ့လည်းဘာစီလိုနာက PR စီနေလားဆိုတော့ကျွန်တော်က PR မစီဘာကြောင့်ဆိုတော့လက်ချက်နှစ်ပွဲထိကစားဖို့စီတည်တယ်ကျွန်တော်တရည်ကြီးပဲကစားသွားမယ်ဆိုရင်တော့ဘလုံးဆိုဖလာကရပြီးသားမယ် နိုင်မယ်ဆိုတော့ပို့ပြီးတော့မှစောစီးနဲ့ဖလားရတဲ့အနေထားပေါ့ဒါနဲ့ပဲဒီကိုဘာစင်တော်ကထိန်ကစားနေတဲ့အနေထားမျိုးနဲ့ဆင်ပြန်ခဲ့တယ်ပွဲကလည်းကျွန်တော်ဆောရဲပြောတဲ့အတိုင်းပဲလုံးဝကိုကြမ်းတမ်းတယ်ဒီနောက်မှာတော့ကျွန်တော်တို့ဒီတစ်ဖက်စင်ကကစားသမားလာမရမအောင်လက်နဲ့ဘယ်လိုလဲလူကာတဲ့အနေထားကလူကာတဲ့စတိုင်မှာပေါက်ပုံနဲ့လက်နဲ့ရိုက်တဲ့စတိုင်မျိုးပေါက်ပြီးတော့မှဒါဒိုင်ကဗီရာပြန်ကြည့်တယ်မန်တော့ဗီရာမကြည့်ပါဘူးဖောင်းဘောအနေနဲ့စပေးတယ်ပြီးတော့မှဒီဗီရာဒိုင်တွေကခေါ်ပြီးတော့ဗီရာကြည့်ခိုင်းတယ်ကြည့်ခိုင်းတဲ့အနေထားမျိုးမှာဒါကလုံးဝချင်းတွေပေါက်လက်ကိုအဆုံးပြုတ်တယ် သူပြုတ်တော့မှလက်နဲ့လမ်းရိုက်တဲ့စတိုင်မျိုးဖြစ်တဲ့အတွက်ဒါရက်အနီကထိတယ်။ဒီအနီကထိပြီးတော့ဘာစီလိုနာကပြောမှဆိုဒီဆယ်ယောက်ဆတယောက်ကစားတဲ့အနေထားမျိုးဘာစီလိုနာကပို့ပြီးတော့မှတာရမယ့်အနေထားဖြစ်ပေမဲ့လည်းအိမ်စင်းကလည်းအားလုံးသိတဲ့အတိုင်းပဲ။ပို့ပြီးတော့မှအဲ့ဒီအနေထားမှာဘာစီလိုနာက consistent မျိုးတော့ပြောင်းသွားတယ်။အိမ်စင်းကပို့ပြီးတော့မှဖိအားပေးတယ်။ပို့ပြီးတော့မှခြေပကိုရဖို့ထိတယ်နီးစက်ခဲ့တယ်။သူအကောင်းဆုံးလေးစင်ပြန်ကစားနိုင်ခဲ့တယ်။တနည်းအားမကျွန်တော်ပြောချင်တာကအိမ်စင်ရဲ့စိတ်တက်တဲ့ဒီပြိဿအာပေါ့နော်။ဆိုတော့ကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲပွဲကလည်းငိုကစုနေတဲ့အတိုင်းဆိုတော့ လုံးဝကျွန်တော်တို့ပို့ပြီးတော့မှပွဲကိုမြင်မြိုင်ဆန်ကြီးခွင့်ရတယ်ဒါပေမဲ့ကျွန်တော်တို့ဘာစီလိုနာဖန်တွေနဲ့ဘက်ကကြည့်မယ်ဆိုရင်တည်ကြရင်တော့ကျွန်တော်တို့ကပြဿနာမရှိတဲ့နေသားဆိုတော့စိတ်ပူတဲ့နေသားမျိုးတော့မရှိဘူးပွဲကတော့ကြည့်ကောင်းခဲ့တဲ့ပွဲတစ်ပွဲဖြစ်ခဲ့တယ်။ဒါနဲ့ပဲကျွန်တော်တို့ကပွဲကိုဆက်ကစားနေတဲ့နောက်ဆုံးမိနစ်အရောက်မှာတော့နောက်ထပ်ကျွန်တော်ရဲ့ဒုတိယတကူဒီကူကတော့ကျွန်တော်အားလုံးသိတဲ့အတိုင်းပဲ farming loop ပတ်သွင်းသွားတဲ့ကူဒီကူကြည့်ရမယ်ဆိုတော့ farming loop ကကွင်းလယ်ယာနဲ့ဆွဲလာပြီးတော့မှ goal area ထိမှလမ်းကပ်မယ်စတိုင်မျိုးလုပ်ပြီးတော့မှဘောလုံးကပြတ်တယ်လို့ဖြစ်ပြီးတော့မှလာမင်းရမာကိုသူကလန့်ထိုးပေးတယ် ။ဒါမင်းရမှာကလည်းအလိုက်တစ်သိမ့်မဲ့သူရဲ့ပြေးလန်းနဲ့ပြန်ချပြီးတော့ farming လို့ဘက်ကအဲ့ဒီမှာလလပလေးအဆုံးသတ်ပြီးတော့မှကျွန်တော်တို့ဒုတိယဦးဆောင်ကိုရရှိတယ်။ဒီကိုရရှိပြီးတော့ဘာစီလိုနာကတိတ်မကြခင်မှာပဲပွဲကပြီးဆုံးတယ်။အားလုံးသိခဲ့တဲ့အတိုင်းပဲပေါ့နော်။ဒါကတကယ်ကိုကြည့်လို့ကောင်းတဲ့ပွဲတစ်ပွဲဖြစ်ခဲ့တယ်။မြင်မြိုင်ဆိုင်လည်းဖြစ်ခဲ့တယ်။ဒီစက်နောက်ဆက်တွဲနေနေပေါ့နော်။ကျွန်တော်တို့ထင်သားတဲ့အတိုင်းမှာပဲဒါကဘာစီလိုနာလွန်ခဲ့တဲ့ကျွန်တော်တို့တနစ်ချာကလာလီကာနောက်ဆုံးချန်ပီယံဖြစ်တဲ့ချိန်မှာလည်းအက်စပန်ညိုရဲ့ကွင်းမှာပဲဖြစ်တယ်။အဲ့ဒီပွဲမှာကြည့်မယ်ဆိုရင်လည်းအဲ့ဒီတိုင်းပဲဘာစီလိုနာကပွဲပြီးတော့အောင်ဝင်ခန့်တယ်။ အောင်ပွဲခံတဲ့အနေအထားမျိုးတွေမှာအစပန်ညိုရဲ့ပရိသတ်အားလုံးကကွင်းထဲကိုဆေးဘယ်လိုလဲအတင်းဝင်လာတဲ့အနေအထားမျိုးတွေဖြစ်လာတယ်ဒီနောက်မှာတော့ဘာဆိုရကစားသမားတွေကဘယ်လိုလဲကမန်ကန်တီဥမင်းကောင်းတဲ့ဥမင်းနိုင်ကောင်းတဲ့ပြန်ဝင်သွားတဲ့အနေအထားတွေဖြစ်လာဒီနေ့ပွဲစဉ်မှာကြည့်ရမယ်ဆိုလဲအလားတူပုံစံမျိုးထပ်ဖြစ်တယ်ဒါပေမဲ့ကျွန်တော်သတိထားမိတာကလူငယ်ကစားသမားတွေလာမေးရမှာနောက်မဆိုပွဲသိမ်း VC mode တဲ့အချိန်မှာချက်ချင်းပဲကွင်းထဲဝင်သွားဒီလိုင်ကောင်းတဲ့ဝင်သွားပြောကြည့်တာကဒါကနီးပြညွန်ကြတာလည်းဖြစ်နိုင်တယ်။ဟာစီဖီလီယာဒီချိန်မှာသူရဲ့ကစားသမားအားလုံးအတီးကအနေနဲ့ဘယ်လိုလဲ အထင်းဝင်ဖို့အတွက်ညွန်ကြားတဲ့အတင်းကိုသွားပြီးတော့မှလိုက်တုံတယ်ဒီဘလို့လေပြိတ်သက်တွေကလာကွင်းနဲ့ဆင်းပြီးတော့မှတောင်းကျတဲ့နေထားမျိုးမဖြစ်ပေမဲ့လည်းအိမ်စင်ကတော့လုံးဝဘလို့လေအောင်ဝဲခံတော့ခွင့်မပြုခြင်းတဲ့စတိုင်မျိုးဒီနေရာမှာကစားသမားချင်းချင်းအချင်းများလာတွေထဖြစ်တယ်ပွဲပြီးတဲ့အချိန်မှာပြီးတော့နောက်ဆုံးအစပတ်ညိုရဲ့ဒီလုံးဒီကွင်းနဲ့သက်ဆိုင်တဲ့လူတွေကကွင်းထဲမှာစီးတဲ့ရေပန်းတွေပေါ့နော်ဒါပွဲပြီးပြီးချင်းမှာပဲကစားသမားတွေတော့ကွင်းထဲမှာစီးနေတော့မှာပဲအတင်းရေပန်းတွေ ထုတ်ပြန်ပြီးတော့မှကစားသမားတွေကိုနင်ထောက်တဲ့စတိုင်မျိုးပေါ့အဲ့တော့ဒါနင်ထောက်တာတော့မဟုတ်ပါဘူး तू ပြောချင်တာအောင်ပွဲမပေးခန့်စီရတဲ့သဘောဖြစ်ချင်တော့ तू လောက်တာကလည်းဒီကစားသမားတွေအများစုစီးနေတဲ့နေရာတဝိုက်ကိုပဲအဓိကထားပြီးတော့လောက်ခဲ့တာကျွန်တော်တွေ့ရတယ်ဘာပဲဖြစ်တော့ဘာစီလိုနာကဒီနေ့ပွဲနိုင်ဝဲကြောက်ပဲအခုဆိုလာလီကလက်ချက်နှစ်ပွဲအလိုမှာ2024-25ဘောလုံးရသည်ရဲ့ချန်ပီယံဆုကိုထထိုက်တံပဲစုခုရရှိခဲ့ပြီဖြစ်တယ်ဒီနေ့မှာကျွန်တော်ပြောချင်တာဘာစီလိုနာဖန်တွေအနေနဲ့ဒီညပွဲစဉ်မှာတော့ဘယ်သူကောင်းတယ်ဘယ်သူမားတယ်တော့ကျွန်တော်ပြောဖို့မလိုတော့ဘူးကျွန်တော်ကဒီရသည်အတွက်လုံးဝ ရှင်တမမနဲ့ကြီးခဲ့ရတဲ့ချန်ပီယံပွဲတွေအားလုံးလည်းပြီးဆုံးသွားပြီအခုဆိုရင်ကျွန်တော်တို့ပြင်တွင်းဖလား၃လုံးလည်းရရှိခဲ့ပြီဖြစ်တယ်အဲ့တော့လာမယ့်ပွဲတွေကိုကျွန်တော်တို့ဆက်လုတ်ကိုလုံးနဲ့ AC ကြည့်လို့ရပြီဖြစ်တယ်ချိုးဖန်တွေနဲ့လည်းဘယ်လိုလဲဆုံးနှုတ်နှုတ်နဲ့အဲ့ဒီပြပ္ပမစောက်ကြည့်စရာမလိုတော့ဘူးလို့ကျွန်တော်ပြောချင်တယ်ဘာစင်နာဖန်တွေနဲ့တော့ဒီကြားပွဲစဉ်ပေါ့ဘယ်လိုမြင်မိလဲဒါနဲ့ပွဲစားကဖြစ်ပျက်ခဲ့တဲ့ကျွန်တော်ရှင်တိုင်းမှုပြကြည့်ရမယ်ဆိုတော့ဒါကအမျိုးသမီးတူဦးမောင်းလာတယ်လို့ကျွန်တော်သိရတယ်ပြီးတော့မှသူကအရက်တိစာတောက်စားလာတယ် မွေးဆွေးဝါးသုံးဆွဲထားတဲ့အနေအထားလက္ခဏာမျိုးတွေ့ရှိရတယ်ဆိုလို့ရဲတပ်ဖွဲ့ကအခုဆိုရင်စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပြီဖြစ်တယ်။ဒီရင်တိုက်မှုကြောင့်လူအထိခိုက်တော်တော်များဒဏ်ရာတွေရရှိခဲ့တယ်။အသေးပြောက်တော့မရှိပေမဲ့လည်းဒဏ်ရာကြီးကြီးမားရရှိတဲ့လူနှစ်ဦးလောက်ထိရှိခဲ့တယ်လို့ကျွန်တော်သိရတယ်။ဒါကနောက်ဆက်တွဲပါလိဖြစ်မယ်ဆိုတာကကျွန်တော်တို့မကြိုင်ခင်တော့သတင်းတွေတက်လာမယ်လို့ထင်တယ်။ဘာဖြစ်ပါဆိုတာကတော့ဒီညနိုင်ပွဲတော့ပဲ2024-25ရဲ့လာလီဂါချန်ပီယံစုကို Titan စုခုခဲ့ပြီဖြစ်ပါတယ်။အားလုံးကိုသူရဲ့ကျေးဇူးတင်စီပါတယ်။